ဆရာဦးမဦးဦးအောင်မြင်ခင်ဗျာအခုဒီနေ့ဒီကုလသမဂ္ဂကဒီမစ်ဆီယန်ဟီလီပေါ့လေဒီကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်လာတယ်ဒီနေ့လည်း CSO တွေနဲ့လည်းတွေ့တယ်ဆိုတော့အဓိကအနေနဲ့ပေါ့လေကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူအခွင့်အရေးကိစ္စတွေဆွေးနွေးကြတဲ့အခြေအနေလေးတွေဘာတွေများရှိတယ်ဆရာအဲ့ဒါလေးပြောပြပြပါဦးဆရာ ကဏ္ဍအသီးသီးကိုကျွန်တော်ဆွေးနွေးရပြနိုင်ငံရေးအကျဉ်းသားတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုချိန်ထိအကျဉ်းသားဥပဒေကိုကျွန်တော်တို့တိတိကျကျပြဋ္ဌာန်းထားတာမရှိဘူးအတိတ်ပဲတော့မှကျွန်တော်မရှိသေးဘူးနောက်ကြံရှိနေသေးသောနိုင်ငံရေးအကျဉ်းသားတွေရှိရလို့တင်ပြရတယ်ဒါကြောင့်မို့နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းပြန်လှုပ်ပေးဖို့ရဲ့နောက်တစ်ခါပြီးခဲ့တဲ့ဒီ plate ကိစ္စတော့ကဆိုလို့ရှိရင်ဒီငိမ့်ညံ့သောဆန္ဒပြတာလည်းမကဘဲနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံဖို့တဲ့905ခါကိုင်းနဲ့လှုပ်ဆောင်တာဒါလည်းမဖြစ်သင့်တဲ့ချက်တွေဖြစ်တယ်။အဲ့တော့အစိုးရအနေနဲ့တကယ်တမ်းလူခွင့်ကိုလေးစားရတဲ့ဆိုရင်နိုင်ငံရေးကျင်းသားမရှိသောနိုင်ငံဖြစ်ဖို့ မလို့အပ်ဖက်နဲ့ဆွဲချက်တင်ပြီးတော့ဖမ်းဆီးထားတဲ့ချက်တွေပဲဖျက်ပေးဖို့တာကိုတောင်းဆိုတဲ့ဘက်ကလည်းရှိပါတယ်။ဒါကလက်နက်ကိုင်ပြိပက်ကကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်မှာပင်လုံတို့เนาะအပြစ်ခတ်ရဲစေးလုံးနဲ့တစ်ဖက်မှာစစ်တိုက်နေ။အဲ့တော့အဲ့နှစ်ခုကလက်တွေ့နဲ့ပြင်ဆင်နေမှာကျွန်တော်တို့လိပ်ပြီးတော့မကိုက်ညူ။အဲ့တော့တကယ်စစ်မှန်တဲ့ငြင်းငြင်းရဖို့တို့ကလက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ဒေသအတွင်းမှာကျွန်တော်တို့တိုက်ပွဲတွေရက်ဖို့ နောက်ပြီးလို့ရှိရင်အဲ့ဒီ data အတွင်းမှာမတရားကျွန်တော်နှိပ်စက်ခံရတဲ့ပြည်သူတွေအဖြစ်တွေသူတို့သိတယ်အဲ့ဒါတွေကိုကျွန်တော်ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့အချက်တွေဆွေးနွေးပါတယ်ခင်ဗျနောက်အမျိုးသမီးကဏ္ဍတွေမှာကျွန်တော်တို့အခုဆိုလို့ရှိရင်အမျိုးသမီးများအကြမ်းဖက်ရေးတားဆီးရေးဥပဒေကိုလွှတ်တော်မှာဆွေးနွေးတော့မယ်ဒါပေမဲ့အဲ့ဒီအချက်ထမှာပါတဲ့တချို့သောအချက်တွေကတကယ်နိုင်ငံကလက်မှတ်ထိုးထားတဲ့ CDO ဆိုတဲ့စာချုပ်နဲ့မကိုက်ညီတာရှိတယ်ကျွန်တော်တို့စာချုပ်တွေရေးဆွဲထားရုံနဲ့မကဘဲနဲ့ နိုင်ငံတော်မှာရှိတဲ့ဥပဒေမှာဘယ်အချက်တွေပါတင်လဲအစိုးရကဒါကိုဘလို့အကောင့်ထဲပုံမလဲဆိုတဲ့ဟာကိုကျွန်တော်တိုင်းတာနိုင်မှုအတွက်เนาะအချိန်ကာလသတ်မှတ်ထားပြီးတကယ်လှုပ်ဆောင်နိုင်တဲ့အချက်တွေဒီကိုသူတို့သဘောတူပြီးတော့လိုက်နာဖို့အတွက်တိုက်တွန်းနေတာရှိပါတယ်အခုရခိုင်ပြည်နယ်မှာရှိတဲ့ဒီဟိုဟာမွတ်စလင်ဒုက္ခသည်တွေကိုဒါဟိုဟာရခိုင်ပြည်နယ်ကမွတ်စလင်အတိုင်းဝိုင်းဆိုတဲ့အတုံးတုံးကိုလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီရန်ဟီလီယာဘာတွေများဟိုမက်ဆေ့ချ်များပေးခဲ့တာများရှိပါသေးတယ်ဆရာ ကျွန်တော်တို့ကတော့အဲ့ဒီကိစ္စကိုတိခါထားမဆွေးနွေးဘူးဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာဘာသာရေးပေါ်အခြေခံပြီးတော့ခွဲခြားတဲ့ပုံစံတွေရှိနေဆိုတာသူလည်းသိပါတယ်ကျွန်တော်လည်းတင်ပြပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီဘာသာရေးပေါ်မှာမတူကွဲပြားမှုပေါ်မှာအခြေခံပြီးတော့မုန်းတီအောင်လှုပ်ဆော်မှုတွေရှိနေတယ်ဒါတွေကိုကျွန်တော်တို့လုံးမဘယ်ဘာသာပဲကိုယ်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 เนาะဘယ်လူမျိုးပဲလူမျိုးပဲဖြစ်ဖြစ် လုံခြုံစိတ်ချစွာနဲ့နေထိုင်နိုင်မဲ့တိုင်းပြည်ကိုထူထောင်မှုလိုအပ်တယ်ဆိုတဲ့အချက်ကိုကျွန်တော်အဓိကထားပြောပါတယ်။မနက်ဖြန်ဆိုရင်လည်းသူရခိုင်ပြည်နယ်ကိုသွားမယ်လို့လည်းကျွန်တော်တို့သိထားတယ်ပေါ့လေ။နောက်တခြားဟိုတိုင်းရင်းသားဒေသတွေကိုလည်းသူဆက်ပြီးသွားမယ်လို့လည်းပြောထားတော့တိုင်းရင်းသားလူမျိုးတွေရဲ့လူခွင့်ရေးကိစ္စတွေကိုသူဘာတွေများလေးလံဆန်းစစ်သွားမယ်လို့များပြောထားတယ်မျိုးရှိပါသေးတယ်။ကချင်ပြည်နယ်လိုရှမ်းပြည်နယ်လိုဒေသကိုသွားပြီဆိုတဲ့ကအခုချိန်ဒီလက်နက်ကင်တိုက်ပွဲတွေဖြစ်နေတဲ့ဒေသတွေရဲ့အဖြစ်အပျက်တွေ ပြည်သူလူထုဥမာစစ်ဆောင်ဒုက္ခတွေအကြောင်းဆွေးနွေးမှာပါရခိုင်ကတော့ကျွန်တော်တို့အခုရခိုင်မှာလည်းအခုဒီရခိုင်တက်မတော်ပေါ်လာတဲ့နောက်ပိုင်းမှာထွက်ပြေးတိမ်းရှောင်နေသူတွေရှိတယ်နောက်တစ်ခါလွန်ခဲ့တဲ့ဒီကျွန်တော်တို့ပြိပခဖြစ်တဲ့နောက်ပိုင်းမှာအခုတည်းကအိမ်ပြန်မနိုင်သေးသောစခန်းတွေရှိတယ်အဲ့ဒီအကိစ္စကိုတိကတာသွားပြီးတော့ information သူတို့သွားယူမယ်လို့ထင်တယ်တကယ်တမ်းတွေ့ကြုံတဲ့အဖြစ်ကိုပြောပြနိုင်ဖို့တဲ့သူကိုယ်တိုင်သွားတာရှိသလိုအဲ့ဒီမှာရှိတဲ့သူတွေကလည်းကိုယ့်အဖြစ်အပျက်ကိုပွပွလင်းလင်းပြောပြဖို့တည်းတိုက်တွန်းကြမှာရဟီလီဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကိုဒီလူခွင့်ရေးကိစ္စနဲ့ပတ်သက်ပြီးတာဝန်ယူတဲ့အချိန်ကာလအတွင်းပေါ့လေအခုလက်ရှိအချိန်ထိသူ့ရဲ့စွမ်းဆောင်နိုင်တဲ့အခြေအနေတွေပေါ့လေအဲ့ဒီကိစ္စတွေရောဆရာတို့ဘယ်လိုများသုံးသပ်ထားပါလဲဆရာအရင်တုန်းကသူလာတုန်းကဆိုလို့ရှိရင်ဒီလိုမျိုးတည်င်းအချက်လက်တွေစုံစမ်းမှုတစ်ခုပဲဒါပေမဲ့ဒီတစ်ခေါက်မှာအခုတက်လာတဲ့အစိုးရနဲ့ လက်တွဲပြီးတော့တကယ်ကောင်းမွန်တဲ့အစိုးရတရက်အနေနဲ့လူခွင့်ဘဲဟာတွေဦးစားပေးလှုပ်ဆောင်မလဲဘဲဟာတွေကိုအလင်းမြန်လှုပ်ဆောင်မလဲဆိုတော့เนาะကျွန်တော်တို့ဒီတိုင်းတာချက်တွေပေါ်အောင်သူ့ကိုတာဝန်ပေးလိုက်တယ်ဒါမျိုးတာဝန်ပေးခြင်းကသူ့ရဲ့လှုပ်ဆောင်မှုကိုကုလသမဂ္ဂယုံကြည်လို့ဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်အစိုးရအနေနဲ့လည်းတကယ်လုံနိုင်တဲ့အားဘာလဲဘာတွေလှုပ်တင်လဲဆိုတော့အချက်တွေကိုသူ့ပုပ်ပွင့်လင်းတိုင်ပင်လို့ရတယ်အရင်အစိုးရလိုဘာမှမရှိပါဘူးညင်းတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ကောင်းရင်ကောင်းတယ်လို့ ျွန်တော်တို့လှုပ်တင်လှုပ်တင်တဲ့အရာတွေကိုပြန်လည်တင်ပြနိုင်မဲ့အတွက်ကျွန်တော်တို့အစိုးရအတွက်အခွင့်အလမ်းလည်းပူရပါတယ်အဲ့တော့သူ့ကိုလည်းယုံကြည်မှုရှိသလိုအစိုးရနဲ့ပူးပေါင်းနိုင်တဲ့အခွင့်အလမ်းကိုပေးခြင်းကိုယ်တိုင်ကသူ့ရဲ့စွမ်းဆောင်နိုင်မှုတမျိုးလို့ကျွန်တော်ထောက်ပြခြင်းပါတယ်နောက်တစ်နှစ်မတ်လမှာဆိုလို့ရှိရင်သူ့ကိုနောက်တစ်နှစ်ဒီလိုမျိုးတာဝန်ထားမလားမထားဘူးလားဆိုတာစုံဖြတ်မယ်သူ့အနေနဲ့ကပြောသွားတာတော့သူ့ရဲ့တာဝန်ချိန်တွေမှာအကောင်းဆုံးလုပ်ဆောင်မယ် တကယ်လို့တာဝန်မရှိတော့သည့်တိုင်အောင်မြန်မာနိုင်ငံမှာရှိနေလူခွင့်ရေးချိုးဖောက်မှုကိစ္စတွေကိုသူတက်နိုင်ပြီးလှုပ်ဆောင်သွားမယ်ဆိုရက်အတန်ကြားရတဲ့အတွက်လူခွင့်ရေးပေါ်မှာယက်တည်မှုသူ့ရဲ့စိတ်တက်ကိုကျွန်တော်အများကြီးလေးစားမိပါတယ်ဆရာဦးအောင်မြေမြေအခုလိုပြရပြကြာအဖေကကျေးဇူးများတယ်ပါဟုတ်ကဲ့ကျွန်တော်လည်းပြောကြားခွင့်ရကျေးဇူးတင်ပါတယ်